နှုတ်ရဲ့ချက်ပေါက်မှာလူငယ်တွေအများဆုံးလာမိကြတဲ့လေဟွန်းတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတာသိလား။ဒါအဲ့ဒီဟာကိုဒီနေ့ကျွန်တော်ပြောပြပေးသွားမှာ။အဲ့ဒါဘာလဲဆိုတော့ဒီလိုလေဒီလိုလေဒီလိုလေပေါ့နော်။ကို digital marketing ကိုစပြီးတော့တက်ချင်လို့ဘယ်ကနေစပြီးတော့တက်ရမလဲ။ဘာကြီးလောက်ကမလဲ။ဘယ်မှာလေးလာရမလဲပေါ့နော်။အဲ့ဒါမျိုးတွေကခဏခဏကျွန်တော်ရဲ့ private မှာရောဒီ page မှာရောပေါ့နော်။ခဏခဏလာမိကြတဲ့အဲမိကုန်းနေပေါ့နော်။ ။အဲဒီအရာလေးတွေကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်ပေါ့နော်။ကျွန်တော်အဲ့လိုတွေလာမေးတိုင်းပေါ့နော်ကျွန်တော်အမြဲညွန်ပေးတယ်ကဘာကျော်ပေါ့နော်။ course နှစ်ခုရှိတယ်။လုံးဝပတ်စံတပြားမှလည်းပေးစရာလည်းမလိုဘူးပေါ့နော်။အဲ့တော့ဒီနေ့မှာကျွန်တော်အဲ့နှစ်ခုကိုဘယ်လိုတက်ရမလဲဆိုတာကိုပါကျွန်တော်ထည့်ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော်။အဲ့တော့ကျွန်တော်ပထမဦးဆုံးပြောပြချင်တဲ့ဟာကတော့ Google ရဲ့ Fundamental of Digital Marketing ဖြစ်ပါတယ်။ အဲ့ဒီ course က Google ရဲ့ professional တွေကိုယ်တိုင်သင်တာဖြစ်တာကြောင့် digital marketing ရဲ့သဘောတရားတွေ social media တွေဘယ်လိုအလုပ်လုပ်လဲ social media ရဲ့ဘုံမှာဘယ်လို marketing လုပ်မလဲပေါ့နော်ပြီးတော့ဒီ SEO ရဲ့အခြေခံတွေ website ရဲ့အလုပ်လုပ်ပုံတွေကိုသိစိတ်တေချာရှင်းပြပေးထားတယ်ပေါ့နော်ဒီ course ပြီးသွားရင်တော့ကျွန်တော်တို့က exam တစ်ခုကိုဖြေရမယ်ဖြေပြီးသွားရင် Google ကနေပေးတဲ့ certificate ကိုပါတခါတည်းဒီ ကိုစုံရေးလာရတဲ့ရတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုနောက်ထပ်မေးမဲ့မေးခွန်းတစ်ခုကကြတော့ဘယ်လိုတက်မလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ Google မှာ Google Screenshot တာမမဟုတ်ပေါ့နော်ဒါ Digital Garage ဆိုပြီးလဲရှာလိုက်ပါဒီ course ပေါ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ course ပေါ်လာတယ်ဆိုတော့ကိုယ်မှာ Gmail account ရှိတယ်ဆိုရင် account ဖွင့်ပြီးတော့လမ်းပြီးတော့လက်လို့ရတယ်ပေါ့နော်ဆိုတော့အရန်ပြောခုပါတယ်အဲ့တော့ကျွန်တော်ဒုတိယညွှန်ပြချင်တဲ့ course ကတော့ Passport Academy ရဲ့ Digital Marketing ဆိုတဲ့ course ပါ ကိုငယ်ရဲ့ course ကိုကြီးလိုက်တဲ့ဆိုတဲ့အချိန်မှာ theory ဆန်ရဲ့ဆိုရင်ဒီ hotspot ရဲ့ digital marketing course ကတော့လက်တွေ့တွေ့ဆန်ပြပေါ့နော်ဘာတူက content marketing strategy တွေပြီးတော့နောက်တစ်ခုက email marketing လို့မျိုးပေါ့နော် inbound marketing သဘောတရားတွေကိုခင်းတဲ့အမည် active group ပြီးတော့သင်ပေးတဲ့ course တစ်ခုဆိုရင်မမအောင်ပေါ့နော်ကျွန်တော်ဒီ course ကိုလည်းစဉ်းဝင်လာရတယ်ဆိုရင်တော့ဒါအခုကဲမှာပေါ့နော် passport အကြေးဝင်ဆိုပြီးတော့ရိုက်ချလိုက်တာနဲ့တန်းပြီးတော့တွေ့လိမ့်မယ်ပေါ့နော် တို့တွေ့တာလေကျွန်တော်တို့ సై ယံလုံး సై ယံလုပ်ပြီးသွားတယ်ကျွန်တော်တို့အဲထဲမှာပါတဲ့အခမဲ့သင်ခန်းစာဗီဒီယိုတွေကိုစပြီးတော့လေ့လာကြည့်လို့ရပြီပေါ့နော်ဒီ course ကလည်းတကယ်ကောင်းတဲ့ course တစ်ခုဆိုရင်လည်းမမအောင်ပေါ့နော်ပြီးတော့ဒီ course ကိုလေ့လာပြီးသွားပြီဆိုရင်ကျွန်တော်တို့ passport ကနေပြီးတော့ပေးတဲ့ certificate တစ်ခုကိုရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ course တွေမှာပေါ့နော်အင်္ဂလိပ်လိုရေးထားတယ်ကိုကအင်္ဂလိပ်လိုနားမလဲဘူးကိုကအင်္ဂလိပ်လိုပြောနေတယ်ကိုကဘာကြီးပြောနေမှမသိဘူးဆိုတဲ့အားမျိုးဖြစ်နေရဲဆိုရင်လည်းသူတို့ရှိမှလား caption ဒါမှမဟုတ်ပေါ့နော် transcript တွေရေ းထားတာလေးရှိတယ်ပေါ့နော်ဆိုတော့ဒီ transfer တွေကိုကျွန်တော်တို့ download ဆဲပြီးတော့ okay ပဲ translate မှာဘာသာပြန်ပြီးတော့ပြန်ပြီးသိလာလို့ကြတယ်ပေါ့နော်ဆိုတော့ကောင်းလာနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ရဲ့အင်္ဂလိပ်စာ skill ကိုလည်းဒါပိုပြီးတော့ improve လုပ်နေတာဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောပြတဲ့ဒီ course နှစ်ခုอ่ะပေါ့နော် free ပေါ့နော်ပြောမယ်ဆိုတော့အလကားဖြစ်ပေမဲ့လည်းပေါ့နော်တကယ်တန်ဖိုးရှိနေဆိုတဲ့ course တွေဖြစ်ပါတယ် ဆိုတော့ pain class တွေတော်တော်များများနေရှင်တော့မှဒီ course နှစ်ခုသားပေါ့နော်အများကြီးတာရဲဆိုတော့ခံစားချက်မျိုးရှားစီပဲပေါ့နော် junior တွေအနေနဲ့ပေါ့နော်ဒီ course နှစ်ခုကိုလေ့လာပြီးမှကိုယ်ဝန်ပါတဲ့လမ်းကြောင်းကိုဆက်ပြီးတော့ရွေးဖို့အတွက်ပေါ့နော်ကျွန်တော်ကတော့အကြံပေးတယ်အဲ့တော့ဒီ course နှစ်ခုရဲ့ link တွေကိုကျွန်တော် comment မှာချထားပြပါမယ်ကျွန်တော်ကတော့ညှပ်ထားအောင်ပါ